ာဂင်ကလော့ပါကလကဘာဖလာပြိုင်ပွဲဟာကျင်းပဖို့သူများပြိုင်ပွဲတွေထဲမှာအဓိပ္ပာယ်မရှိဆုံးပြိုင်ပွဲတစ်ခုအဖြစ်ကစားသမားတွေကိုပုံမပင်မန်းစေတဲ့ပြိုင်ပွဲတစ်ခုအဖြစ်ဝေဖန်လိုက်ပါတယ်ကလော့ပြဲအမြင်ကိုစီးပွားရေးအမြင်ဘက်ကနေတံပြန်ဝေဖန်မှုတွေလည်းတည်ရှိနေတယ်ဒါကြောင့်မလို့ကလကဘာဖလာနဲ့ပတ်သက်တဲ့အကျိုးအပြစ်တွေအကြောင်းဝေဖန်မှုတွေအကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါ C2OP Neo ကနေကြိုဆိုလိုက်ပါတယ် Jagging Club ကတော့ကလပ်ကဘာဖလားကိုပြင်းပြထတန်ဝေဖန်လိုက်တယ်ပေါ့နော်ပြီးတော့ဒီကဘာဖလားကြောင်းကစားသမားတွေပုံမပင်မန်းရတယ်ကစားသမားတွေအနေနဲ့နားချိန်ကိုလုံးဝမရှိတော့ဘူးပြီးခဲ့တဲ့နှစ်ကဆိုရင် Copa America နဲ့ Euro ဖလားတွေကိုရှင်ပြန်ကစားရတယ်ပြီးတော့ဘလုံးရာသီတရာသီလုံးအသေးသန်ကန်ပြီးတဲ့နောက်မှာအခု Nations League လို့ပွဲတွေကစားရတယ် Nations League ပွဲကစားပြီးတော့ရက်အနည်းငယ်အကြာမှာပဲကလပ်ကဘာဖလားကို ကစားရတယ် လကပဖလားကိုကစားပြီးမကြခင်မှာဒီ pre season tour တွေကိုထွက်ကြရမှာ ဖြစ်ပြီးတော့ဒီခီးကြီးတွေသွားကြရမယ့်ဟာရှိတယ် commercial tour တွေရှိတယ်ပြီးရင်ယာတီကိုပြန်လဲစတင်မယ်စတင်ပြီးတဲ့အခါမှာ2026ကပဖလားနောက်နှစ်ကြာရင်ဆက်ပြီးတော့ကစားရမယ်အဲ့တော့ကစားသမားတွေပုံမှန် holiday လို့သတ်မှတ်တဲ့နေရာဒီအားလဲရဲ့အချိန်တွေလုံးဝမရှိတော့သလားဖြစ်ပြီးတော့ကစားသမားတွေအတွက်ရုပ်ပိုင်းစိတ်ပိုင်းနဲ့ပတ်သက်တဲ့ဒီအားလဲချိန်လုံးဝမရှိဘူး ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီအနေအထားကို club ကထောက်ပြခဲ့ပြီးတော့ NBA မှာဆိုရင် NBA ကစားသမားတွေဟာနားချိန်လေးလဝန်းကျင်ရရှိရဆိုပြီးသူကပြောတယ်ပေါ့နော်အဲ့တော့ club ကအဲ့လိုဝေဖန်လိုက်ပြီးတော့ဒါဟာဘလုံးကဘာရဲ့အမှန်တကယ်ဖြစ်နေတဲ့ပြဿနာလည်းဖြစ်တယ်ကလပ်ကဘာဖလားရဲ့အမှန်တကယ်ပြဿနာတစ်ခုလည်းဖြစ်တယ်ဒါပေမဲ့ပြဿနာတစ်ခုဖြစ်သည့်တိုင်အောင်အဲ့ဒီလိုမျိုးကျင်းပဖို့ လဲလိုအပ်နေတဲ့အပိုင်းတွေရှိတယ်အထူးသဖြင့်ဝင်ငွေပိုင်းပေါ့နော်အဲ့တော့ဝင်ငွေပိုင်းကလည်းဘာဖြစ်လို့လိုအပ်နေလဲဆိုတော့တကယ်တော့တမင်မွေးရင်ကြားစားရင်ဆိုတဲ့စကားတစ်ခုအတိုင်းပဲပေါ့လीကစားသမားတွေကလာစားအရန်များလာပြောင်းရွှေ့ကြည့်တဲ့အရန်များလာအထူးသဖြင့်ကစားသမားတွေအတွက်ကုန်ကြစိတ်တွေအရန်များလာတယ်ပေါ့နော်အဲ့တော့အသင်းတွေဟာအဲ့ဒီအတွက်ကုန်ကြစိတ်ကိုသူတို့ရဲ့ accounting ထဲမှာဆိုရင်ဒီ staff cost ဆိုပြီးတော့ထည့်တယ်ပေါ့နော်အဲ့တော့ staff cost ဟာအရန်ကြီးကိုမြင်နေတယ်ဘောလုံးကပါရဲ့ staff cost ကအဲ့တော့အဲ့လိုမြင်နေတဲ့အခါမှာ ဝင်ငွေတွေပိုလိုလာတယ်အဲ့တော့ဝင်ငွေတွေပိုလိုလာတဲ့အတော့ပွဲတွေပိုကစားရဖို့ဖြစ်လာပြိုင်ပွဲတွေပိုရှိဖို့လိုလာရုပ်တန်ထုတ်လင်းပြသခွင့်ပုံမရရှိဖို့လိုအပ်လာတယ်အဲ့တော့ရုပ်တန်ကုမ္ပဏီတွေဘက်ကပြင်ကြည့်ရင်လေဒီသူတို့ရဲ့ TV rights တွေကို Premier League rights ဆိုရင်ဒါပေါင်6ဘီလီယံကျော်ရှိတယ်အဲ့လိုမျိုး unlimited များပြတဲ့ငွေကြေးတွေနဲ့သုံးဆွဲရတယ်အဲ့တော့အဲ့လိုသုံးဆွဲဖို့အတွက်သူတို့က contents ပေါ့နော်ပြသဖို့အတွက်ပွဲတွေပိုများဖို့လိုအပ်လာတယ်လိုအပ်လာတဲ့အခါမှာ သူတို့ရဲ့လိုအပ်မှုကိုလည်းဒီ fever လိုမျိုးဖွဲ့စည်းတွေကပြန်ကြည့်တယ်အဲ့တော့အားလုံးဟာအကျိုးစီးပွားအတွက်ကိုလိုက်နေရင်းနဲ့ကစားသမားတွေကလာစာဆိုတဲ့နှုံထားကိုလိုက်တယ်အဲ့ကစားသမားတွေရဲ့လာစာလုံထားကိုပြန်လိုက်ဖို့အတွက်အသင်းတွေကအကျိုးမြတ်ဖို့ရအောင် revenue stream တွေပို့ရအောင်လုပ်တယ်အဲ့တော့အသင်းတွေနဲ့ဆက်ဆက်နေတဲ့ sponsor တွေဒီ TV company တွေကလည်းအဲ့ဒီနှုံထားကိုပြန်ရိုက်ဖို့အတွက်လုပ်တယ် fever ကလည်းအဲ့ဒါရင်းနဲ့ပြန်လိုက်ဖို့လို့အားလုံးကဒီ cyclical motion အနေနဲ့လဲပတ်နေပြီးတော့ဒါဟာဒီနေ့ခေတ် late capitalism ရဲ့သွားနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်ကျွန်တော်တို့ဖုန်းတွေဆိုရင်လည်းအဲ့လိုပုံစံမျိုးပဲဖုန်းတွေကဘယ်တော့မှအသစ်ထွက်ခြင်းဟာမရက်ဆိုင်သွားဘူးဒီနှစ်အသစ်နောက်နှစ်လည်းအသစ်နောက်နှစ်လည်းအသစ်နောက်နှစ်လည်းအသစ်ဘယ်တော့မှရက်ဆိုင်မှာလည်းမဟုတ်ဘူးဒါပေမဲ့တစ်ခုရှိတာကဖုန်းထုတ်လုပ်ခြင်းဆိုတဲ့ process မှာလူသားတွေရဲ့ fatigue တွေမပါဝင်ဘူးပေါ့နော်အခုဘောလုံးသမားတွေကိစ္စမှာကြာလူသားတွေရဲ့ fatigue ပါဝင်တယ်အဲ့တော့အဲ့ fatigue က performance နဲ့ diet relation ဖြစ်နေတိုင်းရဲ့ဆက်နွယ်မှုဖြစ်နေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က performance wise ဘက်ကပြန်ကြည့်မယ်ဆိုရင်အရေးပါတဲ့စဉ်းစားမှုတွေလိုအပ်လာပြီးတော့ club ဟာလည်းကစားသမားတွေဘက်က well being ဘက်ကပြောတာပေါ့နော်။ဒါမဲ့ဒါဟာ site တစ်ခုဘက်ကအမြင်ဖြစ်ပြီးတော့ fever ဘက်ကလည်းဒီဟာကိုလောက်ရတဲ့အကြောင်းရင်းကလည်းရှိတယ်။ဒီအထူးသဖြင့်တော့ပတ်စံအကြောင်းပေါ့။အဲ့တော့ပတ်စံအကြောင်းဆိုတာမှာပတ်စံမတ်လို့ဆိုတာဒါအဲ့ပတ်စံကအမှန်တကယ်ကိုလိုအပ်နေတယ်။ဘာလို့လဲဆိုတော့ဘောလုံးဟာစီးပွားရေးဆက်ကွင်းတွေကိုရောက်နေပြီးသားဖြစ်နေတဲ့အတွက်ပေါ့နော်။အဲ့တော့ဒီလိုအခြေအနေနဲ့အတူ အဖတ်ဘက်ကစိတ်ဝင်စားမှုကောင်းနေတယ်ဒီရှူတော့ဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီအချိန်ဒီမှာပဲဒါဘလွန်တော့ရရှိမှုတဲ့ဘူဂေရီးယားကျယ်ပွင့်ဖြစ်တဲ့ strike off ကတော့ club ကိုဝေဖန်တယ်ပေါ့နော်ဝေဖန်တဲ့အခါမှာအဲဒီသူ့ရဲ့ rebel sas back အပြင်ကထွက်သွားလို့ဆိုတာမျိုးဝေဖန်တယ်ဒါပေမဲ့အဲ့ဒါကတော့တိတ်ပြီးဘောင်းမဝင်ဘူးဒါပေမဲ့ဝေဖန်ခဲ့တာတော့အမှန်ပဲပြီးတော့ဒီ sky sports ရဲ့ senior reporter ဖြစ်တဲ့အဲဒီ soki hall လေဒီ club ကိုဝေဖန်နေပေါ့နော်အဲ့တော့ဒီနေရာမှာ club world cup မကစားဘူးဆိုလဲမင်းတို့အသင်းတွေဟာကဘာပတ်ပြီးတော့ခြေစမ်းပွဲတွေကစားနေရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုကစားပွဲတွေကစားဖို့လိုအပ်တယ်ဘာလို့လိုအပ်တယ်လဲဆိုတော့ပတ်စံရှာဖို့လိုအပ်လို့ဒါဟာ modern ball လုံးရဲ့လမ်းကြောင်းဖြစ်လာတယ်လို့ပြောတယ်အဲ့တော့ဒီ so key hall ရဲ့ပြောတဲ့စကားကတော့ club back ကိုပြင်စဉ်းစားခြင်းမရှိပါနဲ့ဒါထက်တင်စဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်တယ်ဒါပေမဲ့အဲ့စကားကြီးတွေပို့ပြီးတော့အရေးကြီးတဲ့ဝေဖန်ချက်ကတော့ Bayern Munich ဥက္ကဋ္ဌ Roman Nagy ရဲ့ဒီ ဝေဖန်ချက်ဆွေးနွေးချက်ဖြစ်တယ်ပေါ့နော်သူကကစားသမားတွေနဲ့ agents တွေက trap တဲကိုထောင်ချောက်တစ်ခုတွေကိုဝင်သွားတယ်ဆိုပြီးတော့သူကပြောတယ်ဘာထောင်ချောက်လဲဆိုတော့ငွေကြီးထောင်ချောက်သူတို့ကစတင်လိုက်တဲ့ဒီရယူလို့မှုမြင့်တဲ့တောင်းဆိုမှုတွေကြောင့်လာစားတယ်များလာတယ်ခန်းစားခွင့်တွေများလာတယ်အဲ့ခန်းစားခွင့်တွေများလာတဲ့အနောက်မှာအသင်းတွေကပတ်စံကိုပိုရှာဖို့လိုလာပြီးတော့အဲ့လိုပတ်စံပိုရှာဖို့အတွက်တခြားသော streaming revenue streaming တွေကိုရှာဖွေရတယ်ဆိုပြီးသူကဆိုတယ်ပေါ့နော်အဲ့တော့အဲ့ဒီခါမှာခုနလိုမျိုးတမင်မွေးရင်ချားစားခြင်းအဲ့ဒီ တန်တရားကြီးကလဲပတ်နေပြီးတော့အခုလိုမျိုးဒီမဆုံးနိုင်တဲ့ပွဲတန်တရားတွေဖြစ်လာတော့တယ်ပေါ့နော်အဲ့တော့ဒီအရာကိုဖြစ်ရှင်းဖို့အတွက်အားလုံးဘတ်အားလုံးမျက်နာစုံကြီးထိုင်ပြီးတော့ဆွေးနွေးဖို့လိုပြီလို့ဒီရူမနဂီကတာတက်လှန်လိုက်တယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ပြောမယ်ဆိုဘတ်အားလုံးဘက်ကစဉ်းစားထားတဲ့အမြင်ဖြစ်ပြီးတော့ကျွန်တော်လည်းဒီအမြင်ကိုဒါပြပြပေါ်ပါထောက်ခံတယ်ပေါ့နော်အဲ့တော့ကလပ်ကပပလန်နဲ့ပတ်သက်တဲ့စောင်းပါးတွေ condense တွေလည်းကျွန်တော်ရှေ့မှာတင်ခဲ့ပြီးသားစီးပွားရေးနဲ့ပတ်သက်တဲ့ အရန်ကာရောအယုံရောက်မှုတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းတွေကတော့ဒါပြောပြသားတွေပဲပြီးတော့အဲဒီအဲ့ဒီတော့ကမပြောခဲ့တဲ့အရာတွေမှာပါလာကလည်းအထူးသဖြင့်ဒီပွဲတွေနားလိုက်တာမျိုးပေါ့နော်ဒါမိုးချိုးမုန်တိုင်းရှိလို့ပွဲနားလိုက်တာမျိုးတွေရှိတယ်ပြီးတော့အပူချိန်အရန်မြင့်တက်နေရမျိုးရှိတယ်အပူချိန်အရန်ပြတ်တက်နေတဲ့နေရာမှာနေ့လေဒီ American Standard ချိန်နေ့လေ12နာရီမှာကစားတဲ့ပွဲ15ပွဲ16ပွဲရှိတယ်3နာရီမှာကစားတဲ့ပွဲ15ပွဲ16ပွဲရှိတယ်အဲ့တော့အပူချိန်က32ဒီဂရီကနေ36ဒီဂရီဆယ်စီယပ်ဆိုတဲ့အင်မတန်မြင့်မာတဲ့အခြေအနေမှာရှိတယ်ဒါဟာအေးပိုင်းက ကန်နေကြကစားသမားတွေအတွက်စိုးရွားတဲ့အပူချိန်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုစိုးရွားတဲ့အပူချိန်မှာကန်တဲ့ခါမှာသူတို့က elite level athlete တွေဖြစ်တဲ့အတော်ပြဿနာတော့မရှိဘူးဒီဟာကိုလိုက်ပြီးတော့ကစားနိုင်တယ်ဒါပေမဲ့ကစားတဲ့နေရာမှာဒီနှလုံးကပူပြီးအလိုလိုရတယ်ကြွက်သားကပူပြီးအလိုလိုရတယ်တန်ရာရနိုင်ခြေပုံမြင့်တက်လာတယ် fatigue တွေပုံမြင့်တက်လာတယ်အဲ့တော့အဲ့ရတွေကဒီအချိန်မှာပြဿနာမရှိပေမဲ့ဘောလုံးလောကမှာအင်မတန်နာမည်ကျော်ကြားတဲ့ accumulated fatigue ပြီးတော့ red zone ဆိုတဲ့ဝါးလာရှိတယ်ပေါ့နော်အဲ့တော့ပေါင်းလာပြီးရင်တစ်ချိန်ချိန်မှာအဲ့ဒါတွေကအကျွေးပြန်ဆက်ကမှာပေါ့နော် ဘယ်တော့မှပြီးသွားမှာမဟုတ်ဘူးအဲ့တော့ဒီအချက်လေးတွေရှိတဲ့အတွက်အဲ FIFA အနေနဲ့ဒါကိုတော့ထက်သွင်းစဉ်းစားဖို့လိုအပ်ခဲ့ဒါပေမဲ့ FIFA ရုပ်သံကုမ္ပဏီတွေအလိုကျဒီလိုမျိုးအခြေအနေမှာစီစဉ်တာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကြောင့်မယ်ဒီဝင်ငွေနောက်ကိုလိုင်းနဲ့ဒီပြဿနာကြီးကအငြင်းနဲ့လေပတ်နေတဲ့ပြဿနာတစ်ခုဖြစ်တယ်အဲ့တော့ဒီလိုဟာမျိုးကဘယ်အချိန်မှာကျွန်တော်တို့ break လုပ်လို့ရလဲဆိုတော့ပြိသက်တွေမှာကျွန်တော်တို့ပါဝါရှိတယ်ပြိသက်တွေဟာဒီပြိုင်ပွဲတွေကိုအမှန်တကယ်မကြည့်ဘူးနီးမျိုးမျိုးနဲ့သပိတ်မောက်မယ်လုံးဝ ဒီပြိုင်ပွဲတွေရရှိရချက်ကိုကမကမဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီပြိုင်ပွဲတွေဆက်ဖြစ်လာဖို့မရှိဘူးဒါတစ်ချက်ပြီးတော့ကစားသမားတွေမှာ power ရှိတယ်ဒါပေမဲ့ကစားသမားတွေရဲ့ပြဿနာကကြာတော့ခုန Klopp တင်ပြသွားတဲ့ NBA အယူအဆပေါ့နော်အဲ့တော့ NBA ကစားသမားတွေကလေးလလောက် holiday ရရှိတယ်ဒါအပြင်ဘောလုံးသမားတွေလည်းမတူတဲ့အခွင့်အရေးတွေအများကြီးရှိတယ် NBA မှာအထူးသဖြင့် basketball related incomes ပေါ့เนาะ basketball ကြောင့်ရရှိတဲ့ဝင်ငွေတွေဆိုရင်အသင်းတွေကနေ percentage တစ်ခုအနေနဲ့ကစားသမားတွေကပြန်လဲရရှိတယ်ဘောလုံးသမားတွေမှာအဲ့လိုခွင့်ရမရှိဘူး ဲ့တော့ဘာဖြစ်လို့အဲ့လိုရှိလဲဆိုတော့ American ရဲ့ဒီစနစ်နဲ့အတူသူတို့က close system ဆိုတဲ့ league အပိတ်ဖြစ်တဲ့ American တနိုင်ငံထဲမှာပဲကစားရတဲ့အတွက် rules and regulation တွေဥပဒေတွေကအဲကိုက်ညီခိုင်းပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာသူတို့ဟာကစားသမားတမကတွေပေါ့နော် NBA ပဲဖြစ်ဖြစ် NFL ပဲဖြစ်ဖြစ် NHL ပဲဖြစ်ဖြစ် MLB ပဲဖြစ်ဖြစ်သူတို့ရဲ့ကစားသမားတမကတွေကအင်မတန်အားကောင်းတယ်ပြီးတော့အဲ့ကစားသမားတမကတွေဟာခုန NBA တွေ NHL တွေနဲ့ဓာတ်ရိုက်စာချုပ်ချုပ်တာဓာတ်ရိုက်စာချုပ်ချုပ်ပြီးတော့ ီကစားသမားတွေရဲ့စာချုပ်ဟာ leak နဲ့တိုက်ရိုက်သွားတာဖြစ်တယ်အသင်းတသင်းချင်းစီနဲ့ချုပ်ထားတာမဟုတ်ဘူးဘောလုံးမှာကျတော့အသင်းတသင်းချင်းစီနဲ့ချုပ်ထားတာချုပ်ထားတဲ့အတွက်တောင်းဆိုမှုတွေလုပ်တဲ့အခါမှာပြဿနာတွေရှိတယ် NBA ဘက်မှာ American ဘက်မှာကျတော့ leak နဲ့တိုက်ရိုက်ချုပ်ထားတာဖြစ်တဲ့အတွက် collective bargaining agreement လို့ခေါ်တဲ့ CBA ဆိုတာရှိရပါတော့။အဲ့တော့အဲ CBA ကြောင့်ကစားသမားတွေမှာရပိုင်ခွင့်နေအများကြီးရှိတယ်။ကစားသမားတွေက protest လုပ်လို့ရတယ်။အဲ့တော့ American နိုင်ငံရဲ့ဥပဒေအရ Union ပေါ့နော်။ဒီကစားသမားတက်မှတ်ကားတွေရခွင့်ပြုချက် ကစားသမားတမကမှာမဟုတ်လေသမားတမကပဲဖြစ်ဖြစ်အလုပ်သမားတမကပဲဖြစ်ဖြစ်တမကရဲ့ခွင့်ပြုချက်ရရှိထားတဲ့ protest တိုင်းဟာတရားဝင်လုပ်ပိုင်ခွင့်ရှိတယ်ဒါကြောင့်မလို့ American League တွေမှာဆိုရင်ကစားသမားအလုံးဆန္ဒပြလို့ League ကိုရှက်လိုက်ရတယ်မကြာခဏဖြစ်လေရှိတယ်ပြီးခဲ့တဲ့ NBA lockdown ပေါ့နော်အဒီ covid ကာလတွေတော့ဆို NBA ကစားသမားတွေဟာဆန္ဒပြဘူးလေအဲ့တော့သူတို့ဆန္ဒပြရင် League ကိုရှက်လိုက်ကရုပ်သံတွေပါလေလာမပြောနဲ့ပေါ့နော်မပြချင်ဘူးပြချင်အောင်မလို့ကစားသမားတွေကအဲ့လိုမျိုးဆန္ဒပြခွင့်ရှိတယ် ဘာလို့လဲဆိုတော့အဲ CBA ထဲမှာသူထည့်ချုပ်ပြီးသားဖြစ်တဲ့အတော့ပေါ့နော်အဲ့တော့အဲ့လိုလှုပ်လိုက်တဲ့အခါမှာ league တွေကပြန်စင်းစားလာရတယ်အဲ့တော့အဲ့ American League ကြီးလေးလေးဟာမကြာခဏဆိုသလိုအဲ့ဒီ protest တွေ strikes တွေနဲ့ရင်ဆိုင်ရလေရှိတယ်ကစားသမားတွေကသူတို့ရဲ့လစာတွေရပိုင်ခွင့်တွေအဲ့လိုတောင်းဆိုလေရှိတယ်အခုဘောလုံးနဲ့ပတ်သက်တဲ့ပြဿနာမှာကြာတော့ဘောလုံးသမားတွေစီကကျွန်တော်တို့အတန်လာကြားနေရပါအရှင်မမရှိဘူးဘာလို့လဲဆိုတော့ပြန့်ကျဲနေတာဖြစ်တယ်ပြီးတော့တကယ်လို့ဒီ PFA ပေါ့နော်အင်္ဂလန်နိုင်ငံမှာဆို PFA PFA ဆိုရင်ဒီ legal ဘိုင်းဆိုင်ရာပြဿနာလေးတွေအများကြီးရှိတယ်အဲဒီ ြိုတင်ပြီးတော့ legal ဘိုင်းဆိုင်ရာအစိုးရရဲ့ခွင့်ပြုချက်ရရှိဖို့လိုအပ်တယ်။အဲ့တော့ steps တွေအများကြီးပဲ American ဘက်ကအဲ့လိုမရှိဘူးပေါ့နော်။ဒါကြောင့်မလို့သူတို့ကစာသမား power ပို့ကြည့်ပြီးတော့ခုနလိုမျိုးလစာခန်းစားခွင့်တွေပို့ရတယ်လို့အနာယူခွင့်တွေလည်းပို့ရတယ်။ပေါ်လုံးမှာကြတော့မနာပဲကန်နေရတယ်။မနာပဲကန်နေရတဲ့အကြောင်းကိုဒါအခန့်ကြီးရိုးရိုးရိုးပြောနေရတော့ရှိတယ်။ပြောနေရပဲရှိပေမဲ့ action ဘာမှလိုက်လာခြင်းမရှိဘူး။ဘာလို့လဲဆိုတော့သူတို့ protest လုပ်လို့မရဘူး။ protest လုပ်ချင်တယ်ဆိုရင်သူတို့ရဲ့မူရင်းအသင်းနေနဲ့ချုပ်ထားတဲ့စာချုပ်တွေမှာသူတို့ဘာချုပ်ထားတယ်လဲပုံမှန်မူတည်တယ်ပေါ့နော်။များသောအားဖြင့် ခွင့်ပြုလိမ့်မရှိဘူးအဲ့တော့အဲ့လို protest ပြခြင်းပွဲမကစားပဲ protest ပြခြင်းဟာတို့စာချုပ်ကိုချိုးဖောက်ခြင်းဖြစ်မှာဖြစ်တဲ့အတွက်တို့မှပြန်ပြီးတော့ဥပဒေပိုင်းဆိုင်ရာချိုးဖောက်မှုသွားပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကြောင့်လုံးလို့မရလုံးလို့မရတဲ့အခါမှာကစားသမားတွေဘက်ကအတန်ထွက်နေရပဲရှိပြီးတော့ဘာပြဿနာမှထပ်ပြီးတော့မဖြစ်လာဘူးစန္ဒပြောင်းမှုတွေထပ်မဖြစ်လာဘူးထပ်မဖြစ်လာတဲ့အတွက်ဒီဘက်ကစီးပွားရေးလုပ်ငန်းသို့မဟုတ်အသင်းတွေဘက်ကနေကစားကျင်းတော့ကစားတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဖြစ်လာတဲ့အခါမှာစားကြုပ်ရှိပြီးသားကစားသမားတွေကလည်းအဲ့ဒါကိုတောက်လျှောက် အပတ်လျာလိုက်ကစားနေရပြီးတော့သူတို့ရဲ့ fatigue ကအင်မတန်များပြားလာရဲ့ပြဿနာဖြစ်နေရပေါ့နော်အဲ့တော့ဒါဟာဘောလုံးလောကရဲ့အမြန်ဆုံးဖြည့်ရှင်းမှုလိုအပ်နေတဲ့ကိစ္စဖြစ်လာတယ်ပေါ့နော်ဒါကိုဖြည့်ရှင်းမှရတော့မယ်မဖြည့်ရှင်းလေလေပြောင်းရွှေ့ကြေးတက်လေလေလစာရေးတက်လေလေအသင်းတွေကပုတ်ခိုင်းလေလေပတ်စံတွေပူရှာလေလေရုပ်တံကုန်တွေကဈေးကြီးလေလေအဲ့လိုဈေးကြီးခြင်းကတကယ်တော့ဘယ်သူမှပြန်သွားပြီးတော့ရိုက်ခတ်လဲဆိုတော့ပရိသတ်တွေမှပြန်ရိုက်ခတ်တယ်ပေါ့နော်အဲ့တော့ပရိသတ်တွေရဲ့ဒီ TV subscription တွေဝယ်တဲ့ ပတ်စံတွေကအင်မတန်တက်လာတော့ကျွန်တော်တို့မြင်ရလိုက်မယ်ပြီးတော့ကြော်ညာဈေးတွေတက်လာတဲ့အတူကျွန်တော်တို့ဝယ်သုံးနေရတဲ့ပစ္စည်းတွေလည်းဈေးတွေတက်လာတော့ကျွန်တော်တို့မြင်တွေ့ရလိုက်မယ်အဲ့တော့ဒါကြီးက late capitalism နဲ့ globalization ရဲ့သွားနေတဲ့ဒီဝိသေသတစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ဒီဟာမှာကျွန်တော် solution တကယ်ကိုလိုနေပြီအဲ့တော့ဘလုံးကဘာကဒါကိုရှာမလားမရှာလားတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာဗောနော်ရှာဖို့တော့အင်မတန်ဝေးသေးရလို့ကျွန်တော်တို့ယူဆရတယ်ဒါပေမဲ့ဒီလက်ရှိဖြစ်နေတဲ့ ကလကဗလာနဲ့ပတ်သက်တဲ့ဝေဖန်တန်တွေနဲ့အဲဝေဖန်တန်တွေရဲ့နောက်မှာရှိနေတဲ့သဘောတရားတွေကိုဒီဗီဒီယိုကနေတင်ဆက်ပေးချင်တာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ဆွေးနွေးချင်တာရှိရင်လည်းကွန်မန့်မှာမှတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။